ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းလူရေးသားတဲ့ပြန်ခေါ်သက်တည်ဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်း၄အနေနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်နားတော်တာဆင် အားပေးကြပါဦးခင်ဗျာဒုတိယပြစ်မှတ်အဖြစ်ကောင်းထုံးကိုရွေးချယ်ရတဲ့အကြောင်းကတော့ဒီကောင်ကမိမတွေမကောင်းကြောင်းအမြဲပြောတတ်သောကြောင့်ဖြစ်၏ ီတော့သူ့ကိုစီးယုံအားလွယ်နိုင်သည် နောက်တစ်ချက်ကတော့သူသည်တငယ်ချင်းတွေနဲ့တီးခြားကင်းကွာနေသောကြောင့်ဖြစ်ဒါလည်းအရက်ကိစ္စကြောင့်ပဲကောင်းထွန်းသည်သူတို့တငယ်ချင်းအုပ်စုထဲမှာညာအကောင်းဆုံးအထက်မြတ်ဆုံးဖြစ်၏ချက်ချက်ချာချာရှိသဖြင့်အတန်းထဲမှာမော်နီတာအဖြစ်ခန့်အပ်ခြင်းတော့ခံရသည်တက္ကသိုလ်ရောက်တော့လူငယ်တွေပြီးပြီးယမကာကိုမြည်းဆန်းကြည့်ကြသည်ကျန်တဲ့လူတွေဟာအပြင်းပြေး အပျော်တော့အဆင့်မှာပင်ရက်နေသည်ကောင်းထွန်းအားပုံမှန်သုံးဆွဲသူဖြစ်သွား၏သူ၏လောရေကရင်နှင့်ဆိုကြီးပွားတိုးတက်နိုင်သည် သူကတော့ငွေထက်ရမကာကိုပို့ပြီးခင်တွယ်သည် သူစိတ်ရင်းကောင်းကြောင်တည်သည်ဖြင့်တငယ်ချင်းတွေအားချစ်ကြသည်အရဲလျှော့တော့ဟုပြောတော်လဲမရအလုတ်ကိုဖိဖိစီစီမလုပ်ပဲရရတောက်တော့ဖြစ်တာပျော်မွေ့နေသည်ပြီးခဲ့တော့6လလောက်ကတော့ အောင်ချုံမွေးနေ့တွင်စားသောက်ဆိုင်တစ်ခုမှာတငယ်ချင်းတွေဆုံကြသည်ကြံတဲ့ကောင်တွေကတော့အပျော်တမ်းသမားတွေဖြစ်သောကြောင့်ဘီယာလောက်နေပြီးသည်ကောင်းထွန်းအားငါအရက်တော့ဟုတ်လာတာကွာစီးရှင်စွေတော့ဟုတ်မဟုတ်ဘူးဆိုသည်ဖြင့်ဝီစကီတစ်ပြားမှာပေးသည် အပြားတော့တာမတန်ဘူးတလုံးမှာလိုက်ဟာတယောက်တည်းတော့မှာဗျာတပြားမလောက်ဘူးအဲ့လောက်ကြီးတော့မှာလိုက်ပါကွာပိုးတော့လေအိမ်ယူသွားပါဦး ဟုတကားဖြစ်သူအောင်ချိုကလိုက်ရောပေးသည်နှစ်ဖက်စလုံးပြောတာမှန်သည်တယောက်တည်းတောင်းမဲ့ဟာတလုံးလုံးဆိုတော့များတယ်ဆိုတာလည်းဟုတ်သည်တပြားတည်းနဲ့မလောက်ဘူးဆိုတာလည်းဖြစ်နိုင်သည်ကောင်းတော့ဟာတောင်းလုံးကြီးသဖြင့်တိတ်မကြခင် ပလင်းတဝက်နီးပါးကျိုးသွားသည်သူဟာထန့်ငယ်ဖို့ပလင်းကိုလှမ်းကင်စင်ဟေးအောင်ဇွတ်တင်နေတယ်ဒါဝီစကီနော်ဟုကန်ညော့မောင်ကပြောလိုက်သည် သူစကားမှားသွားပြီး မင်းတော့နေကြအပေါ်စားအချက်မျိုးတွေမဟုတ်ဘူးဒါမှမဟုတ်ဝီစကီကို ကောင်းကောင်းမတော့ဘူးပဲနဲ့အခွင့်အရေးရတော့မင်းကတော့ပြီးမှောက်နေအောင်မီဟုဖိနှိပ်လိုက်တယ်လို့ဖြစ်သွားသည်တမင်းရည်ရွယ်ပြောတာတော့ဟုတ်ပုံမရကောင်းထွန်းကဘာမှမပြောကန်းညုံမောင်စကားကိုမကြားလိုက်တယ်လို့နေသည်ပလင်းကိုယူပြီးဖန်ကွက်ထဲဖြည့်သည်ပြီးခဲ့သောအလှဲ့တွေထပ်ပိုများများထည့်သည် နောက်ထပ်တစ်ခွက်လောက်ကြာမှစကားအစပြောသည် တုံးစံတိုင်းမိမတွေမကောင်းကြောင်းဖြစ်ဤတချို့မိမတွေဟာယောက်ျားတွေကို မလေးစားဘူးသူတို့ရဲ့အစေပါခိုင်းဘက်လောက်သဘောထားတာအထူးသဖြင့်တော့စီးပွားရေးကိုဥဆောင်လုပ်နေတဲ့မိမတွေအစိုးဆုံးပဲသူစကားကံညော့မောင်ကိုထိသွားသည် ထို့နောက်သူတို့နှစ်ယောက်ညှိကြတော့သည်အထေငောစကားလုံးတွေနဲ့တွေ့ဝိုက်ပြီးအပြန်လန်းရီးကြသည်ရဲမော်ဟာဖြန့်ဖြေးဖို့စူးစမ်းသေးသည် အောင်ချိုကဒီကောင်လေးပြောတာနားထောင်လို့ကောင်းတယ်ဝိုင်းဆိုတယ်ဆိုပြီးခြုံပေးရရင်းရင်တီးတီးတွေပါလာသည်ကံညွတ်မောင်ဟာဒီအချက်နေကြောင့်မင်းလူမွေးလူတော်မပြောင်းတာပြောတော့ကောင်းထွန်းဟာမပြောင်းရင်လည်းနေမိမထမိန်နာခိုစားတဲ့ကောင်မဖြစ်ရင်ပြီးတာပဲဟူပြန်ပက်လိုက်သည် မင်းဘာစကားပြောရလဲကံညွတ်မောင်ဟာကောင်းထွန်းဤအင်းကြီးရင်မဆောက်ကိုဖမ်းဆွဲလိုက်သည် ေါသကြောင့်ရုတ်တရက်ဆွဲမိခြင်းသာဖြစ်၏ဘာမှတော့မလုပ်သူအရင်ကောင်းထွန်းကလက်မြန်သည်ကံညုံမောင်ကိုခွက်ခနဲဆွဲထိုးလိုက်လေသည်ဒါတော့မင်းတိတ်လွန်သွား၏ကောင်းထွန်းရဲမော်နဲ့ကောင်းထွန်းတို့ဆက်ညှိကြသည်အားလုံးကပဲကောင်းထွန်းမှားသည် ဟုဝိုင်းပြောကြသည် ကောင်းထွန်းဟာအေးဟုတ်တယ်ငါအရသမားလူမိုက်ကြီးပဲမင်းတို့တိတ်ခါကြမှာဆိုရင်ငါနဲ့မပေါင်းကြနဲ့ဒါပဲဖန်ခွက်ကို တောက်ခွဲပြီးထွက်သွားသည်ထိုစဉ်ကစ၍ကောင်းထုံးနှင့်အဆက်အသွယ်ပြတ်နေကြခြင်းဖြစ်၏ခုတော့ဒီလိုဖြစ်သွားတာဟာပေါ်ထွေးအတွက်အကွက်ကောင်းဝင်သွားတာလို့ဆိုနိုင်သည်အိုးစုတစ်ခုတည်းကနေတယောက်တည်းဘက်ဘက်နေတဲ့လူကိုချင်းကပ်ရတာပိုလွယ်တတ်တာကိုကောင်းထုံးတို့အိမ်ကိုသူရောက်သွားတော့ည9နာရီကျော်ကျော်လောက်ရှိပြီကောင်းထုံးရဲ့မိမအမတ်ငယ်ဟောသာတွေ့ရသည် ြီးချိန်အိမ်မှာအကိုကိုလာရှာတာအံ့ဩစရာပဲမန်းငယ်ကပြောသည်ဘယ်ချိန်မှပြန်လာတတ်တယ်လဲအစောဆုံး7နာရီပဲနေ့တိုင်းပဲလားမန်းငယ်ကကောင်းကြီးပြသည်ပေါ်ထေးကလက်မကိုထောင်းပါဇက်နာတေးပြရင်ဒါလားဟုမေးတော့ဖះဘော်တက်ပြီးပရီးစိတ်နေတယ်ထင်လို့လားဟုပြောပြီးရည်နေသည်ဒီကောင်ဘဲဆိုင်မှာထိုင်တတ်လဲ အဲ့ဒါတော့မသိဘူး။ဩတခုရှိရယ်စိုက်ကားကိမ်မှာမေးကြည့်ပါလား။တခါတခါကျရင်အကူကစိုက်ကားနဲ့ပြန်လာတတ်တယ်။မန်းငယ်အိုနှုတ်ဆက်ပြီးထွက်လာခဲ့သည်။ကိုပေါ်တို့တငယ်ချင်းကိုနည်းနည်းပါးပါးရှော့တော့ခိုင်းပါအောင်။ဟုသွားကန်နီမန်းငယ်ဟာမာလိုက်သေးသည်။တကယ်တော့သူတို့တငယ်ချင်းအုပ်စုတွေရဲ့မိမတွေရဲ့မှာမန်းငယ်သည်အယိုးဆုံးအေးဆုံးဖြစ်၏။ကောင်းထုံးကိုလည်းတော်တော်ချစ်သည်။ ကောင်းထွန်ဘာပဲလုပ်လို့ဘယ်လိုပဲနေနေသီးခံတတ်သည်အရက်တော့တဲ့ကိစ္စကိုလည်းအပြစ်မပြောတိတ်လွန်ကဲပြီးကျမ်းမာရေးထိခိုက်မှာကိုစိုးရိမ်နေခြင်းသာဖြစ်၏ကောင်းထွန်ရဲ့စိတ်တော်ကိုနားမလည်နိုင်အောင် ဖြစ်ကြသည်ဒီလောက်ကောင်းတဲ့ဇနီးကိုရတာပါလေဒီကောင်ကမိမတွေမကောင်းကြောင်အမဲပြောတာဘာကြောင့်မှန်းမသိလူထင်ကြီးအောင်ရှောက်ပြောနေတာပါကွာဟုရဲမော်ကပြောမှုသည် အောင်ချိုးကတော့ ရီးသားဦးကိုစိတ်နာနေတာဖြစ်မယ်ဟုခံမှန်းသည်သူကတွင် သူ့မှာအရင်အားရီးသားမရှိခဲ့ဘူးကြောင့်ငယ်ပေါင်းမှုသိနေသည်သူ့စိတ်ထဲအားကြိတ်ပြီးကြိုက်ခဲ့တာမျိုး ဆိုလင်တော့မပြောတတ်ဇက်ကားကိမှမေးလိုက်တော့အားလုံးလိုလိုအားကောင်းထွန်းသွားနေကြဆိုင်ကိုသိနေကြသည်လူလက်ပိုင်းရွယ်တယောက်ကတေးသေးချာချာလမ်းညွန်ပြ၏လူကြီးတယောက်ကတော့တော်ကြမျက်စိလည်နေဦးမယ်လမ်းအနေနဲ့ရှုပ်တယ် တယောက်ယောက်ကားနဲ့လိုက်သွားပြီးဆိုင်ပြပေးလိုက်ပါလားဟာနေပါစေအဝေးလမ်းလျှောက်ပြန်ရအောင်ပါကျွန်တော်စိုက်ကားနဲ့ရှေ့ရနင်းသွားမယ်နောက်ကကတ်လိုက်ရလေဟုလူငယ်တယောက်ကပြောသေးသည်ရပါတယ်ဒီလောက်သေးရကျွန်တော်သွားတတ်ပါပြီဆိုပြီးကားမောင်းထွက်လာခဲ့သည်ကိမာကောင်းထောနမဲမေးလိုက်တော့ဟာစိုက်ကားစရာတွေပြပြတလဲလဲဖြစ်သွားကြတာတတိပြုမိ ကောင်းလုံးကိုအတော်ခင်မင်ကြပုံရသည် သူတို့ပြောသလိုလမ်းကတော့ခက်ရှုပ်ရှုပ်ပဲကျင်းလဲကျင်းဆိုးလဲဆိုးသည်တို့ရတွင် သူတို့ညှုံတဲ့အမတ်သားတွေတိုင်းဟိုကွေးဒီချိုးတွားလိုက်တော့ခါဆိုင်အိုးရောက်သွားသည်လမ်းတလမ်းကျော်ထွက်သွားမိလို့ပြန်ကွေ့ရတာပဲရှိသည်ဆိုင်ဟာခက်သေးသေးပင်ဖြစ်တက်တက်ရက်ရက်ကလေးတော့ရှိသည်လက်ဖေးဆိုင်ဒီမှာလို့စပွဲကုန်ပူများခင်းထားပြီးခွေးချေလေးတွေနဲ့ထိုင်ရသည် ဒီလိုဆိုင်မျိုးနဲ့တော့တိတ်တော်မစိမ့်လား။ចောင်းသားဘွားတော်ဟာတငယ်ချင်းတွေနဲ့ထိုင်ခဲ့ဖို့ဒီကောင်းတော်ဒီတောင်းကြကြသပွဲတလုံးမှာထိုင်နေသည်ပေါ်ထေးဟာဟေးအောင်ဟူနှုတ်ဆက်ရင်ဝင်ထိုင်သည်ရုပ်ရက်ဆိုတော့တခြားလူတယောက်ကအရက်ကတ်တော့ချင်လို့ဝင်ရောတာထင်ပြီး ကောင်းထွန်းဟာမလိုလားဟန်ဖြင့်ဇက်ခနဲလှမ်းကြည့်သေးသည်ပြီးမှအံ့ဩသွားပြီးဟာကိုဘမင်းမင်းဒီဆိုင်မျိုးကို လိုက်လာတယ်ဟုတ်လား ဘာဖြစ်လို့မလာမှာလဲကွာမင်းတို့ကပတ်စံရှိတဲ့ကောင်းတွေလေဘာဆိုင်လို့လဲကွာကျောင်းတော့ဆိုရင်ဖြာစုပ်လေးခင်းထားတဲ့ဆိုင်မျိုးမှာတော့ထိုင်ခဲ့သေးတာပဲဒီဆိုင်ကအများကြီးတားနာပါသေးတယ်အေးမင်းမဆိုးဘဝမမေ့တော့ဘူးခုတိုင်းဆိုအခြေအနေကောင်းနိုင်သည်လာတော့ကတော့မြင်လင်ဟောက်လို့မလားစီးပြီးရီးလိုက်မလားစိုးရင်ခဲ့တာဒီဆိုင်မှာဘီယာတော့မရဘူးကောင်းကျဲရပဲရှိတယ် ဒါမဲ့တော့လို့ကောင်းပါလေ။ဟူကောင်းထုံးကပြောသည်ပေါ်ထေးကနေပါစေငါမတော့တော့ပါဘူး။ကောင်းထုံးကမျက်မှောင်ကုပ်ပြီးတစ်ချက်ကြည့်သည်။အင်းအလိုက်ထိုက်တော့နေမဖြစ်မဲ့တော့ကြာကြီးကျယ်တဲ့ဘာညာလုံနေဦးမယ်။ခုချိန်မှာဒီကောင်ညိုညင်သွားလို့မဖြစ်ဘူးဟူတွေးပြီး။ဘိုင်နေနေမကောင်းလို့ပါအဲနေနေပါပါတော့ရမယ်ထင်တယ်။ကောင်းထုံးခြေနဲ့သွားဟန်ဖြစ်ခေါင်းတစ်ချက်ဆက်ညှိရင်း ်လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်သူ့ကိုအရေးကြီးကြီးကြီးလှုပ်နေသောဆိုင်မကောင်လေးတစ်ယောက်အားဖန်ခွက်တစ်လုံးပြေးယူပြီးလာချပေးသည်ပုံမှန်ဖောက်သည်ကြီးဖြစ်သောကြောင့်ဆိုင်အားသူ့ကိုဂရုစိုက်ပုံရသည်ကောင်းထွန်းမှာလူချစ်လူခင်ပေါ်ကြောင်းပြရုပ်တစ်ခုလည်းဖြစ်၏ဒါကြောင့်လေငါကြီးကျယ်တဲ့လူတွေနဲ့မတည့်တာပါကွာမကြာခဏပြောလို့ရှိရင်ဖြစ်ဤကောင်းတော့ဟာဖန်ခွက်တဲကိုကောင်းချင်းအရငှဲ့ပေးပြီးချကွာဟုပြောသည် ပေါ်သေးကရေခက်များများရောလိုက်သည်ကောင်းထွန်းကတစ်ချက်ရေးလိုက်ပြီးပြောပြောလေးပါကွာဟုပြောသည်ပေါ်သေးကဖန်ဝက်ကိုယူပြီးတငုံငုံကြည့်သည်တိမ်မဆိုးလားအနံ့ကတင်းတင်းလေငါဒီဆိုင်မှာရှိနေဆိုတာမင်းဘယ်လိုလုပ်သိလဲကောင်းထွန်းကမေးသည်စိုက်ကားစရာညွှန်လိုက်တာလေကောင်းထွန်းကကောင်းတစ်ချက်ဆက်ပြီးစိုက်ကားကိမှာစုံစမ်းရရမယ်ဆိုတာမိငယ်ကအကြံပေးလိုက်တာမဟုတ်လားအေးကွာ ဒါပဲကွာအဲ့ဒါပဲမိန်းမတွေကတိတ်ခတ်တယ်ကိုယောက်ျားစီဧည့်သည်လာလို့ဘယ်မှာရှိနိုင်လဲဆိုတာလမ်းညွန်မိတာအပြစ်တစ်ခုဟုမထင်သူ့အတွင်အခုချိန်မှာ ကောင်းသောစကားကိုအလိုက်ထိုက်ပြောပေးဖို့လိုသည်ပြီးတော့မှအခုပြောတာကမိန်းမတွေခတ်ကြောင်းပြောခြင်းဖြစ်တဲ့ဖြစ်သူ့ကိစ္စအတွက်အသုံးဝင်နေသည်ဟိုကိစ္စစကားစားဖို့အခွင့်အလမ်းလဲတာသွားနိုင်သောကြောင့်ဟုတ်တယ်ကွာခတ်တယ်ဟိုတန်အောင်လိုက်ပေးရသည် တို့ကယောက်ျားဘာလုပ်တယ်ဘယ်သွားတယ်ဆိုတာအကုန်သိချင်ဆက်စုတဲ့နေရာမှာတော့စုံတော့နေထတော့တာသေးတယ်အေးမှန်တယ်ကောင်းထုံးကခွက်ထဲကလက်ကြံကိုမော့လိုက်သည် ထို့နောက်အရက်တွေကို ပလင်းထဲမှာထားရတာစိတ်မချသလိုပုံစံမျိုးဖြင့်ခွက်ထဲသို့အလင်းမြန်ပြန်ဖြည့်လိုက်ပြီးမှဒီမှာတငယ်ချင်းမိမဆိုတာကြွကြွအိတ်နဲ့တူတယ်အမ်ဘလို့ မရှိမကောင်းရှိမကောင်းလို့ပြောတာဩအေးအေးအေးမင်းစဉ်းစားကြည့်စမ်းကျွတ်ကျွတ်အိတ်ဆိုတာမရှိပြန်တော့လေထဲ့เสียရအစင်မပြေဘူးရှိပြန်တော့လေပအဝဲချင်းညဉ့်ညမ်းစီတယ်ဟုတ်တယ်မဟုတ်လားသူဥပမာကြောင့်ပေါ်သေးရည်ကျင်သွားတော့လေအခွင့်ကောင်းကိုလက်လွတ်ခံလို့မဖြစ်တော့ကြောင်းဟေးကွာမင်းပြောတာမှန်တယ်မိမတွေကအဲ့ဒီတိုင်းပဲဒါကြောင့်ငါလဲ ပေါ်သေးဆက်မပြောနိုင်ခင်ကောင်းထုံးကလက်ကပြလိုက်ပြီငါပြောတဲ့မိမတွေထဲမှာရင်ရင်ငိမ့်မပါဘူးသူကတော့တဘာဝပဝန်းကျင်ကိုထိခိုက်စေတဲ့အထဲမှာမပါဘူးသူ့ကိုလက်ထွက်ခွင့်ရတာမင်းတိတ်ကံကောင်းနေတငယ်ချင်းဟာတော့ပါပြီဟူပေါ်သေးအတန်ထွက်ရေရွတ်မိမတဖြစ်သွား၏ကောင်းထုံးကပလင်းကိုဆွဲယူပြီးမြှောက်ကြည့်သည်အထဲမှာအကက်သက်လောက်ပဲကျန်တော့သည် ပန်ွက်တယ်မထဲတော့ပဲမော့ချသည်ပြီးတော့ရေငန့်နေတဲ့ကလေးတယောက်လှုပ်တယ်လို့ဟာကနေအတန်ပြူသည် ပေါ်ထေးဟာကောင်းထုံးကိုအကဲအခတ်ကြည့်သည်အတော်လေးတော့မှန်နေပြီသူ့ကောင်းတဲ့သူအကြံတစ်ခုဝင်လာသည်ကောင်းထုံးကိုတီးထက်မူအောင်တိုက်ပြီးဖြားရောင်းဖို့ပင်ဖြစ်၏မတတ်နိုင်ကိုလီကူမာလှုပ်ရပေတော့မီကောင်းထုံးဟာခါတိုင်းဆိုအခုတော့ကနေတော့ပဲကွာဒီနေ့တော့မင်းနဲ့စုံရတာတကြောင် ငါ့ကိုငါ့ကိုတာတဲ့ဟာခွဲတက်လိုက်ရတာတကြောင်ကြောင်နည်းနည်းလိုနေသေးတယ်တစိမ့်လောက်ထပ်မှာပဲနည်းနည်းချင်းမှာတော့တာ နားရဆိုမင်းမဲမေးပြောပါပဲတခါတဲ့တပိုင်းပဲမှာလိုက်ပါလားဟိုပေါ်သေးဟာမြှောက်ပေးလိုက်တော့ဟာဟာ that's right မင်းတော်တယ်ဆိုပြီးနောက်ကိုလှဲ့မကြည့်ပဲလက်ဝါးကိုကွေး၍လေထဲမှာမြှောက်ပြီးကန့်လပြပုံစံရမ်းပြလိုက်သည် ဇန်ရကောင်လေးဟာထိုသင်္ကေတကိုကောင်းကောင်းနားလည်သည်။လာပြီဆရာဟုပြောပြီးခဏအတွင်းမှာအရာတပိုင်းလာချပြီသည်။ပေါ်ထေးမှာဟန်မဆောင်နိုင်ပဲပလင်းကိုဥအောင်ယူ၍ကောင်းထုံးဤဖန်ွက်တဲ့ပူပူတာတာလေးငှဲ့ပင်။ချောက်ဟာတငယ်ချင်းဒီနေ့မင်းတို့ငါတိုက်မယ်။ရပါတယ်ကွာငါအိမ်ရှင်ပဲ။ဟုပြောပြီးစောစောကလိုမြင်မတော့ပဲတကြိုက်တည်းမော့ချလိုက်သည်။ ပေါ်သေးလေကြည်ကောင်းအောင်တငုံငုံလိုက်ရသည်ကောင်းထုံးဤမျက်လုံးမှာပိုပြီးရွဲလာသည် စကားပြောရလဲအတော်လေးလာသည်တချို့စကားလုံးတွေမပြေတာကျင်တော့ကိုပေါ်လို့ခေါ်တာကိုပေါ်ဖြစ်လာသည်မင်းငါးစီကိုတကူးတခါလာတာပြောစရာအကြောင်းလိုရှိလို့လားဟုမေးသည် အကွက်ဝင်လာပြီဖြစ်တော့ကြောင်းအေးဆိုပါတော့ကွာဟိုထိုကဲ့တွင်ပေါ်သေးဤကောင်းထဲမှာစိတ်ကူးတစ်ခုလက်ခနဲပေါ်လာသည်ဖြင့်ဝမ်းသာသွားသည် ခုပုံစံဆိုရင်ကောင်းထွန်းသည်စာချုပ်ပေါ်ကစာတွေကိုတေချာဖတ်နိုင်လိမ့်မည်မဟုတ်ထို့ကြောင့်ဒီဒီလိုကငါတို့လက်ထက်စာချုပ်ပျောက်သွားလို့အရာပါရေးတယ်လူတယောက်လုံးရနေပြီပဲမဟုတ်သေးဘူးလေငါတို့လက်ထက်တော့တငယ်ချင်းတွေအားလုံးတက်တည်ဖြစ်လက်မှတ်ထိုးပေးကြတယ်မဟုတ်လားဒါကိုရင်ချင်းကတိတ်တန်ဖိုးထားတာကွာဟုတ်ပြောပြီးကောင်းထွန်းကိုအကဲခတ်ကြည့်သည် ဟိုကောင်ကမျက်စိကိုမှိတ်ထားရင်ခေါင်းတငိမ့်ငိမ့်လုံးနေသည်ကြားမှာကြားရလားဆိုပြီးလေတံနဲ့နဲ့မြင့်၍ဆက်ပြောသည်အဲ့ဒါကွာ तू ဟာအမတ်တရားပြန်သိမ်းထားခြင်းလို့တဲ့လက်ထစာချုပ်အသစ်တစ်ခုထပ်လုပ်ရမယ်ဒါကြောင့်မင်းတို့တွေတက်သေးလက်မထပ်ထိုးပေးဖို့ပြောမလို့ကောင်းထွန်မျက်လုံးပွင့်လာသည်လက်ဖြောက်တစ်ချက်တီးလိုက်ပြီး very good idea ပဲ ဒါကြောင့်ရင်ချင်းကိုငါလေးစားတာဘယ်မှာလဲစာချုပ်ခုပဲလက်မှတ်ထိုးပေးလိုက်မယ်ဘော်ထီကလက်ဆွဲအိတ်ထဲမှာကွာရှင်းစာချုပ်ကိုထုတ်၍ဇပွဲပေါ်တင်ပေးလိုက်သည်ဘောပင်ကိုလည်းအစင်းစင်းခလုံးနေပြီးကောင်းထုံးကြီးလက်ထဲထည့်ပေးသည်စာချုပ်ပေါ်ပိုင်းကစာသားတွေကိုလက်ဖြင့်မတိမသာအုပ်ထားပြီးကောင်းထုံးလက်မှတ်ထိုးမှပြီးနေရာကိုထောက်ပြရင်ဒီနာကွာဒီနာလက်မှတ်ထိုးရမှာကောင်းထုံးမှာအတော်မှန်နေပြီဖြစ်သောကြောင့် သူ့လက်ကမငြိမ်မဲအပေါ်ကိုရွှဲလိုက်အောက်ရောက်လိုက်ဖြစ်နေသည် သူဘောပင်ထောက်လိုက်သောနေရာမှာလွဲနေပြန်ပြီဟဲ့အောင်အပေါ်နေနေတူအေးပါวะငါသိပါပြောပြီးလက်မှတ်ထိုးလိုက်သည်ပြီးပြီးချင်းမှာပဲပေါ်ထေးဟာစားကြိုးကို အမြန်ဆွဲယူပြီးအိတ်ထဲပြန်ထည့်မိပြုသည်ပြီးမှတစုံတစ်ခုကိုမြင်ပြီးမျက်လုံးပြူးသွားသည်ခေါင်းတွင်းသည်လက်မှတ်ထိုးထားခြင်းမဟုတ်ပဲပလင်းတစ်လုံးပုံကိုဆွဲထားခြင်းသာဖြစ်သည် စောစောကငုံပြီးလက်မှတ်ထိုးသလို လုံးနေစဉ်သူ့ကောင်းနေ၊ကွယ်နေလို့မမြင်လိုက်ရတာ။ဟာကွာမင်းဘလို့လုံးလိုက်တာလဲ။ဘာဖြစ်လို့လဲ။ဟုတ်ပလုံးပထွေးပြန်မေးသည်။လက်မှတ်ထိုးရမှာလေ။ဘာတွေလျှောက်ဆွဲတာလဲ။ဟာဟုတ်လား။ sorry မင်းငါဘောပင်မင်းစမ်းခိုင်းတာမှတ်လို့။ကဲဘေးမှာပဲလက်မှတ်ထိုးတော့ပလင်းပုံကိုပြီးမှဖြတ်ဆေးနဲ့အုပ်လိုက်မယ်။ ကောင်းထုံးကဘောပင်ကိုယူပြီးလက်မှတ်ထိုးသည်ကလုံးမနှိမ့်မိသဖြင့်ဘာမှမထင်ကောင်းထုံးကရပြီမဟုတ်လားမေးနေသေးသည်ဘောပင်ကလုံးနှိမ့်ပြီးထတ်ထိုးခံရသည် နောက်တော့မဟန်နိုင်တော့ကောင်းထုံးကိုကားဝတ်တွဲတင်ရသည်ကောင်းထုံးကသူ့ကိုအိမ်ထိမပို့နဲ့ဂိတ်မှချပြီးစိုက်ကားနဲ့ပြန်မယ်ပြောသည်ဘလို့မှတားလို့မရစိုက်ကားကြီးရှိအားအဖြတ်မှာကားဝတ်ကခုံစင်းမဲ့လို့သဖြင့်ရပ်ပေးလိုက်ရသည် ဆိုင်ကားစရာတယောက်ကပြေးလာပြီးသူ့ကိုဆိုင်ကားပေါ်ပွေတင်သည်စိတ်ကြပါပွားရပွဲရလေးတခုမဖြစ်เสียအသက်နဲ့လဲစောက်ရှောက်ပါမယ်ဟုပြောသည်ဘော်ထီးကစိတ်မချသဖြင့်ကားနဲ့နောက်ရောက်ခံလိုက်ကြည့်သေးသည်တကယ်ပါပဲအင်းရှိရောက်တော့ဆိုင်ကားစရာကောင်းထုံးကိုထမ်းပြီးအိမ်ထဲထိလိုက်ပို့တာလှမ်းမြင်ရသည်တခုတော့ကောင်းသည်မန်းငယ်ဟာကိုပေါ်တို့တငယ်ချင်းကိုလည်းရှော့တော့ဖို့ပြောပေးပါဦးလို့အကူညီတောင်းနေနေကြမှာ တောင်ချဆိုင်ပြီးထမ်းပို့ရတဲ့အဖြစ် ရောက်ရသည်ကိုတိုင်းလိုက်ပို့လျင်မန်းငယ်ပေါ်မျက်နာပို့နေရအောင်မီကောင်းတော့မလေးတစ်ပတ်လုပ်ပြီးလက်မှတ်ထိုးခံနေတဲ့အတွက်တော့လိပ်ပြာမလုံးသလိုဖြစ်မိသည် မတက်နိုင်ဒီရပိုင်းတွင်မှ ကောင်းထုံးတဲ့ဟိုကောင်နေအဆက်အသွယ်မရပါစေနဲ့လို့သာဆူတောင်းရသည်ခုနောက်ပိုင်းနာယေးပါးနေခြင်းတဲ့အခါပန်းညံထဲမှာ လာထိုင်လေးရှိ ခုလိုပြောရတဲ့အိမ်မှာတော့စူညံပူညံတွေညံနေလို့မဆိုလို့တကယ်ဆိုရင်အိမ်မှာပိုတောင်တိတ်ဆိတ်သေးသည်နှစ်ထပ်အိမ်ကြီးမှာလူသုံးယောက်တည်းနေကြတာရင်ငိမ့်သည်စကားနှဲရသည်ကြားတယ်ပြောရင်လည်းအတန်အခက်တိုးတိုးဝမ်းစင်ကလည်းငကိုကတော့စကားများတတ်သလားမသိအိမ်မှာစကားပြောဖို့မရှိသဖြင့်သူလည်းစိတ်စိတ်နေရသည်တခါတည်းအပြင်းပြေတချင်းကြီးတာလောက်ပဲရှိ၏ သူတို့ထဲမှာပေါ်ထေးရတော့စကားအများဆုံးလိုဖြစ်နေသည်ဒါလည်းအရင်ကပါအခုတော့ယဉ်ငိမ့်နဲ့စကားဟာမပြောဖြစ်တာ ကြာတော့သဖြင့်ဒီအိမ်မှာဆွမ်းရနေသူ၃ယောက်နေထိုင်ကြသလိုပါပဲတကယ်တော့ဒီအိမ်ကြီးဟာပေါ်ထေးတို့အဖေရဲ့စိတ်ကူးရင်စီမံကိန်းရဝယ်ထားခြင်းဖြစ်၏အဖေရည်ရတာသူတို့မှာသားသမီးတွေအများကြီးမွေးမိဒီကနေမြေးတွေအများကြီးပေါက်ဖွာလာမိ နှစ်ထပ်အိမ်ကြီးမှာအားလုံးတိုက်တိုက်ဝုံဝုံပျော်ပျော်ပါးပါးနေကြပြီတို့ရတွင်ပေါ်ထေးတယောက်သာ အဖက်တင်သည်အဖေကတော့အားမလျှော့သေးပေါ်ထေးအိမ်အောင်ကြပြီလေင်ကလေးတွေအများကြီးမွေးလေအောင်ပြီးမျော်လင့်ခဲ့သေးသည်လက်ထပ်ပြီး၄-၅ကြာသည်တည်းကလေးမရတော့ခါစိတ်တပဲကြာသွားသလားမသိအဖေရုတ်တရက်ကွယ်လွန်သွားသည်နော်နှစ်နှစ်လောက်ကြာမှအမေလည်းအဖေနောက်လိုက်သွား၏ထို့ကြောင့်နှစ်ထပ်အိမ်ကြီးမှာလူနှစ်ယောက်တည်းကြံခဲ့သည် ရင်ငိမ့်တွယ်အဖော်ရအောင်ဝိုင်းစိန်ကိုခေါ်ထားတော့မှ၃ယောက်ဖြစ်လာခဲ့သည်ခုချိန်မှာတော့တယောက်ကအပေါ်ထက်မှနေတယောက်ကဧကန်ထဲမှနေတယောက်ကမိဝကန်ထဲရောက်နေရင် လူမနေတဲ့အိမ်တအိမ်လို့တောင် ထင်သွားနိုင်သည် သူ့အတွင် လူတွေကတနေရာထဲမှငိမ့်ငိမ့်လေးနေနေလို့ရတာမဟုတ်မတော်မဖြစ်တဲ့နေရာတွေရှိသေးသည်ဒီတော့လေတနေရာမဟုတ်တနေရာတစ်ချိန်မဟုတ်တစ်ချိန်မှလူချင်းစုံမိတာပါပဲ။ တခါတလေလှေကားအတက်စင်းမှာမြင်နေချင်းဆိုင်မိသည် တခါတလေကိုကအိမ်နာတက်မဲ့အလုံးမှာရင်ချင်းဟာရှေ့ရဦးနေလို့အရင်ဝင်သွားတာမျိုးကိုကရေချိုးခန်းထဲအထွက်မှာသူကရေချိုးဖို့အလာနဲ့တိုးနေတာမျိုးလူချင်းမဆိုရင်တော့တရင်စကားနဲ့ဆက်တွေ့တာမျိုးရှိသေးသည်ပေါ်ထီစာဖတ်နေတော့ဝိုင်းစိန်ရောက်လာပြီထမင်းစားတော့မလားတဲ့တဲ့ဆိုတာထဲ့ပြောကလေးကရင်ချင်းကမေးခိုင်းတာပဲလေ ခေါင်းကြီးပြလင်ဝိုင်းစိန်ဟာနောက်ဖေးကိုပြန်သွားပြီးစားမယ်တဲ့ဟုသွားပြောသည်သူတို့နှစ်ယောက်ကြားမှာဝိုင်းစိန်ဟာဆက်သွယ်ရေးတာဝန်ယူရသလို ဖြစ်နေ၏တခါတလေကြတော့လေစာရေးပြီးစကားပြောကြသည်ရဲမော်ဟာဖုံးပြန်ဆက်ပါတယ်အောင်ရမြေဆရာတော်ဖုံးဆက်ကထိန်အလူကံဖြတ်ပိုင်းနဲ့ငွေကို အဖိတ်နဲ့မတိုင်ခင်အရောက်ပို့ရန်စသည်ဖြင့်ကက်ခွာစာရက်ကလေးတွေပေါ်မှာရေးပြီး အလွဲတကူမြင်းနိုင်လောက်သောနေရာမှာကတ်ထားလေရှိကြသည်ရေငိမ့်အတွက်ဆိုလျှင် ရေခဲတက်တာပေါ်မှာပေါ်ထွေးတော့ကတော့စာဖက်ခန်းတကားပေါ်မှာတကားတရံကတိကအောင်ဖြစ်เสียလေးတွေကျုံလာသေးသည်ပုံမှန်အဖြစ်တယ်လီဖုန်းလာလျင်ဝိုင်းစင်ကပြေးကင်သည် ပြီးတော့ဥပေါ်ဖုံးလာတဲ့ဒေါ်လေးတဲ့ဆိုပြီးခေါ်ပေးတတ်သည် သူ့အရင်းသူကဖုံးနာမှာအမြဲနေနိုင်တာမဟုတ်အဝေးလျှော်နေတဲ့အခါ ရေချိုးနေတဲ့အခါမျိုးဆိုရင်အနည်းဆုံးလူဟာဖုံးကန်ရသည် ကိုဖုံးဆိုရင်ကိစ္စမရှိ ပေါ်သေးကန်ရင်မှရင်ငိမ့်ဖုံးဖြစ်နေလျင်ရင်ငိမ့်ကန်မိပြီးပေါ်သေးအတွက်ဖြစ်နေလျင်တယ်လီဖုန်းဟုအတန်ပြေးရသည်ဖုံးလက်ခံပြောရမယ့်လူဟာအနည်းနာမှရှိမနေလျင် ကြားနိုင်တော့တဲ့နေရာအထိသွားခေါ်ရသည်တခါတလေဖုံးမိတန်ကြားဝိုင်းစင်ကမအားလို့တော်တော်ကြာနေလျင်ပေါ်သေးရောရင်ငိမ့်မှာ ဖုံးရှိရာကိုတပြိုင်တည်းသွားမိတာမျိုးဖြစ်တတ်သည်ထိုကားသူကိုင်မလို့ကိုကိုင်မလို့ရှိနေကြမှာတယောက်လှမ်းကိုင်မီပြူတယောက်ကလည်းလှမ်းကိုင်မလို့အပြင်ကိုရှင်သက်တယောက်ကနောက်ဆုံးမလို့လုံနေတော့တယောက်ကလည်းပြန်လှည့်ထွက်မယ်လို့အတော်ဦးကြောင်းကြောင်းနိုင်သည်တခါတရံကြတော့ပြိုင်တူကိုင်မိတာမျိုးဖြစ်တတ်သေးသည်တယောက်ကအောက်ထက်မှဖုံးကိုကောက်ကင်စဉ်တယောက်ကအပေါ်ထက်မှဖုံးကိုကင်ပြီးပြိုင်တူထူးမိတာမျိုး တစ်ဖက်မှာဖုံးဆက်တဲ့လူ အတော်ကြောင်သွားမှာပဲပြီးမှတက်ဆိုင်ရလူကဆက်ပြောမဆိုင်တဲ့လူကဖုံးပြန်ချအတော်ဦးကြောင်ကြောင်နိုင်တဲ့ကိစ္စတခုရှိသေးသည်လင်မယားချင်း လမ်းမှာတွားဆုံတဲ့ကိစ္စဖြစ်သည် ပေါ်ထေးကလဖေးဆိုင်ထွက်ရင်းငင်းဟာဈေးမှအပြန်လမ်းထဲမှာမျက်နှာချင်းဆိုင် တွေ့တာဒီခါမှာမမြင်ញအောင်ဆောင်းသွားပြန်တော့လေရုပ်တိမရှိဒီလောက်ရှင်းရှင်းလင်းလင်းကြီးမြင်နေရပါသားနဲ့ ဒီတော့ဘယ်သွားမလို့လဲနေကောင်းရလားဟဲဟဲဆိုပြီးနှုတ်ဆက်ဖို့ကလည်းအခက်ဟိုရင်လင်မယားခက်ကောင်းနေတော့ဟာရင်ငိမ့်ဈေးသွားလင်ပေါ်ထေးကကားနဲ့လိုက်ဖို့စီရင်ငိမ့်နဲ့ဝိုင်းစိန်တို့ဈေးဝယ်နေစဉ်ပေါ်ထေးကဈေးရှိထွန်းပန်တာလက်ဖေးဆိုင်မှာထိုင်ဆောင်သည် တခါလေအပြင်ဈေးတန်းမှာဟိုလျှောက်ဒီလျှောက်လို့ရင်တိုလီမုတ်စာပစ္စည်းလေးတွေဝယ်သည်ညကစားတော့ဆိုရင်ပေါ်ထေးကချင်းနောက်ကန်ပြီးနောက်ကခုံယူစွာလိုက်ခဲ့သေးသည် ခုနောက်ပိုင်းခက်စိမ့်စိမ့်ဖြစ်နေတဲ့အခါမှာတော့ရဟင်းချင်းကသူ့ဘာသာသွားသည် ပေါ်ထေးကလည်းမသိသလိုဘာသီဘာသာနေလိုက်သည်တခါသားတော့ ပေါ်ထေးအပြင်ကနေကားနဲ့ပြန်လာပြီးလမ်းထဲဝင်ရှေ့ကစိုက်ကားတစ်စီးသွားနေတာတွေ့ရသည် အနားရောက်တော့မှစိုက်ကားနောက်ခုံမှာ ထိုင်နေသော ဝိုင်းစိန်ကိုလှမ်းမြင်သည်ရှေ့မှာရဟင်းချင်းပါလာတာတေချာသည်ဟွန်တီဗီလမ်းဖယ်ခိုင်းလို့ ਆ လည်းမဖြစ်။နောက်မှ ကားပါလာတာစိုက်ကားเสียမသိတာမဟုတ် လမ်းအားတိတ်မကောင်းသဖြင့်ဘေးကိုချနှင်းပြီးဖယ်မပေးနိုင်ခြင်းသာဖြစ်၏အရေးထဲမှာဝိုင်းစိန်ကကားကိုမြင်သွားသည် ကောင်မလေးသည် အလိုက်ကန်းစိုးမသိပဲရင်ငင်းကိုလှမ်းတို့ပြီးပြသည်ရင်ငင်းကရောင်ပြီးလှဲ့ကြည့်သေးသည်ကားဘင်းကိုလှိမ့်အောင်မောင်းပြီးနောက်ကမျောလိုက်နေရသည်မိမရှိမှစိုက်ကားနဲ့ယောက်ျားလှုပ်တဲ့လူကနောက်မှကားကိုအခန့်သာမောင်းလို့လမ်းထဲကလူတွေဒီမြင်ကွင်းကိုမြင်လျှင် ဘလိုဟာတွေပါလဲဆိုပြီးနားမလည်နိုင်အောင် ဖြစ်ကြတော့မှာပဲတော်တော်မျက်နာပူစရာ ကောင်းတဲ့ကိစ္စကြီးဒီလိုနဲ့အိမ်မှာအနှောင်းနှင့်ဒေစီပွင့်တို့ရောက်နေသည်သူတို့ဟာအခြေအနေကိုဘာမှမသိသေးသောကြောင့်ခဏဝင်ထိုင်ပြီးဧကန်စကားပြောပြရသည်ကြာလျင်ပေါ်ထေးနှင့်ရင်ငိမ့်တို့ကြမှာအေးဆက်ဆက်ကြီးဖြစ်နေတာရိမ့်မိကောမှာသိုးသည်ဖြစ်လက်ဖေးဆံမှာအတိတယောက်နဲ့ချိန်းနာလိုဟုအကြောင်းပြပြီးထွက်လာခဲ့ခြင်းဖြစ်၏ သူမရှိတော့မှအနှောင်းတို့ကိုရင်ချင်းဟာကွာရှင်းပြဆဲမဲ့ကိစ္စပြောရင်ပြောမှာပဲဟုတွေးမိသေးသည်ရင်ချင်းဟာသူတို့ကိုအရာရာတိုင်မြင်နေကြပဲပြောလဲမတတ်နိုင်စောစောတည်သွားတဲ့အေးတာပဲအနှောင်းတို့ဘလို့တုတ်ပြန်မလဲဆိုတာမှန်းဆကြည့်မိဒေစီပွင့်ကဖြစ်မှာဖြစ်ရလေဟဲ့ဒီလောက်တန်ရောစဉ်ကြီးခဲ့ကြရတာနဲ့ဆိုပြီးတပြည့်တစ်တော့တော့ပြောမိအနှောင်းကတော့ ဒါကြောင့်အစရေကအဲ့ဒီကောင်ငါမယုံနာဟုမကြေမချမ်းပြောမိမိမိစီလာပြီးပေါက်ခွဲပြမိ။ကွာရှင်းစာချုပ်ပေါ်မှာလက်မှတ်ထိုးပေးဖို့တော့လုံးဝသဘောတူမှာမဟုတ်။ရင်ငင်းကလည်းဒီချက်ကိုကောင်းကောင်းသိပြီးနိုင်ွက်အဖြစ်ကင်ထားမှာပဲ။ရင်ငင်းကကွာရှင်းပြက်ဆဲဖို့ကိစ္စကိုနှောင့်နှေးကြံ့ကြအောင်လုပ်ပြီးပေကက်နေတာဟာမိမိကိုချစ်လွန်းလာလို့တော့မဖြစ်နိုင်။ရှက်လို့သာဖြစ်ရမည်။ ရင်ရင်ငိမ့်လို့လူမျိုးတွေအတွက်တော့လင်းကွာ မရကွာကိစ္စဟာသူ့ခုံတိတ်ခါကိုအကြီးကျယ်ထိခိုက်စေတယ်လို့ယူဆမှာအမှန်ပဲဒါကြောင့်သာမိမိကိုဖတ်ထွက်ထားလို့ချင်းဖြစ်ရပြီဟုထင်သည်ပန်းဂျန်ထဲမှာတယောက်တည်းငေါန်တောင်တောင်လာထိုင်နေတာသူပဲရှိသည် အသက်35နဲ့40ကြာအရွယ်ဆိုလို့လည်းသူပဲရှိသည် ကျန်တာလူငယ်စုံတွဲတွေရွယ်ကောင်းလေးတွေကောင်းမလေးတွေကသူ့ကိုဘယ်လိုထင်မလဲမသိဘူး အလုံးမရှိအကင်မရှိတဲ့လူလားအိမ်မှာနားပူလို့အေးရအေးကြောင်လာထိုင်နေရလားဒါမှမဟုတ်အနားယူအပန်းဖြေစလိုလိုနဲ့အတွဲလာချောင်းတက်တဲ့လူမျိုးလားတွေးရင်တွေးကြမှာပဲတကယ်တော့ပေါ်သေးကိုရှိတယ်လို့တော့ဂယုမဆက်ရကြသူတို့အယုံနဲ့သူတို့အလုံးများနေကြတာပါပဲပေါ်သေးတို့ငငယ်တော့အားနဲ့တော့ကွာသည်ဟိုတော့ကဆိုရင်လက်ကလေးကင်ဖို့ပဲတော်တော်တက်တီမွေးရသည် ပြီးတော့မှတဆင့်တက်ပြီးပခုံးလေးဖက်သပင်လေးသက်မျက်စိမိတ်ခိုင်ပြီးတော့မှပေါ်သေးဆိုရင် လက်ကင်နဲ့အစင်ရအောင်တက်ခွင့်ရခဲ့တာမဟုတ်ခုခေတ်ကောင်လေးတွေကောင်မလေးတွေကတော့ရဲတင်းနေပဲခေါ်မလားပွင့်လင်းရိုးသားတယ်ပဲစိုးရမလားမသိခလန်းလန်းခုံမှာထိုင်နေကြတော့အတွေ့အတွေ့မှာ ကောင်မလေးကကောင်လေးရဲ့ခါကိုဖတ်ထားသည်ဒီဘက်အချမ်းမှာကြတော့ကောင်မလေးကကောင်လေးကိုဂလိထိုးနေသည် ကောင်လေးဟာရားလိုတွန့်လင်ရည်နေသည် နောက်တော့ကောင်မလေးရဲ့လက်နှစ်ဖက်ကိုဖမ်းချုပ်ကင်လိုက်ပြီးတော့သူ့မျက်နှာကောင်မလေးမျက်နှာစီချင်းကပ်သွားသည်ကောင်မလေးဟာမျက်လုံးကလေးမေးနှက်ခါလေးဟပြီးစောင့်ကြိုနေသည်ထီလူထီခင်ကြမှာ ကောင်မလေးနှစ်ဖူးကို သူ့နှစ်ဖူးနဲ့ခက်ဆဆလေးစောင့်တိုက်လိုက်၏ကောင်မလေးဟာနာသွားဟန်ဖြင့်ရှုပ်မဲ့လိုက်ပြီးမှကောင်လေးကောင်းကို တောက်ကနေခောက်ချသည် ပြီးတော့သဘောကျလို့ဟဟပပရည်နေကြသည်ဘာပဲဖြစ်ဖြစ်သူတို့ကိုကြည်ရတာကြည်နူးစရာတော့ကောင်းသားဒီပန်းညာနဲ့ကနည်းနည်းထူးဆန်းသည်အထဲဝင်လိုက်တာနဲ့အချိန်ကာလကရက်တန့်သွားသလို ထင်ရ၏ခုံတန်းလျားမှာထိုင်မိပြီးခဏကြာမှပင် နောက်ကျောင်းပြန်လှည့်တော်သည် ထိုခါကျမှပေါ်သေးသည်အိမ်မှာရောက်ရှိနေခဲ့သောအနှောင်းနှင့်ဒေစီပွင့်တို့သာမကယင်ငင်းဟောပါခေါ်ပြီးငယ်ဘဝစီတို့ ပြန်ရောက်သွားလေတော့သည်ဟုတ်ကဲ့ခုကျွန်တော်ဖက်ပြပေးခဲ့တယ်ဆရာမင်းလူရေးသားရတယ်ပြန်ခေါ်တတ်သည်ဆိုတော့ဝိထုဆောင်လေးကိုအပိုင်းလေးအနေနဲ့ဖက်ပြပေးခဲ့တာဒီမှာပဲခိတ္တခဏရနာခွင့်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်း၅ကိုဖက်ပြပေးမှာဖြစ်လို့စောင့်မျှော်နှားစဉ်အားပေးကြပါအောင်ခင်ဗျာနာတော်တာဆင်သူပေါင်း စိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်၏အပေါင်းမှာကင်းဝေးကြပါစေ။